အိုမန်နိုင်ငံမှာမြန်မာအင်ကွန်မင်းကလေးတို့အလောက်ပေမှန်ပြီးအကြိုက်ခဲပျောက်စီများတောက်ရမှာသတိလစ်ပြီးသိဆုံးအားလုံးမင်္ဂလာပါခုနောက်ပိုင်းလူငယ်တော်တော်များများကတော့ကိုယ်နိုင်ငံမှာအရန်ခက်ခဲလွန်းလို့မရရရင်ဒီနေ့ပြည်ပနိုင်ငံအစုံကိုထွက်ကြရကသူများနိုင်ငံမှာအလောလောကြရပြီးဘာသာစကားမတူရည်ကြီးမှုမတူတာတွေအဖြစ်ပင်ပန်းတာတွေစိတ်ဖိစီးရတာတွေအစားမမှန်မစားရတာတွေထပ်ပေါင်းခံရပြီးအခုလိုအသက်ဆုံးရှုံးရတဲ့အထိမျိုးစုံကြုံတွေ့နေကြရပါတယ် အရာရာခက်ခဲနေပြီးမြန်မာနိုင်ငံမှာလူဖြစ်ပြီးအသက်ဆုံးရှုံးမှုလွယ်ကူနေတဲ့မြန်မာလူမျိုးဖြစ်နေရတာကတကယ်ဝိကြွေးပါပဲ။ဒီမြန်မာမိန်းကလေးကတော့အိုမန်မှာမိဘတွေနဲ့ခွဲပြီးအလုပ်သွားလုပ်နေခဲ့ပါ යි ။ကာမာလီကတော့ပသိမ်မာနေထိုင်တာဖြစ်ပြီးမိသားစုအဆင်ပြေပြေနေနိုင်ဖို့သူများနိုင်ငံကိုအလုပ်သွားလုပ်နေထိုင်ခဲ့တာပဲဖြစ်ပါ යි ။အဲကနေအလုပ်ကအရန်ပင်မန်းတော့အေးမမလာရရဲ့ဂျာတီဦးတို့အရန်ပူလာရဲ့ကြောင့်အကြိုက်ခဲပျောက်စီတွေတောက်ခဲတာပါအဲကနေနောက်ပိုင်းမှာတော့အကုန်စုပြီးဖြစ်က အုံနောက်သွေးကြောအမြင်လေးတွေအကုန်ပြတ်ထွက်တယ်လို့လည်းသိရပါတယ်။ဖြစ်တဲ့အချိန်ကနေစပြီးဆင်းရုံတက်နေရတလားလောက်ရှိနေပြီ။အဲဒီအချိန်ကလေးကသတိပြန်များတာဖြစ်သွားကမနေ့က20ရက်နေ့မနက်မှာဆုံးနေလို့နီးစပ်သူတွေဖော်ပြချက်အရသိရပါတယ်။မြန်မာနိုင်ငံကလူငယ်တွေလည်းသူများနိုင်ငံထိသွားပြီးလှုပ်ရှားရတာလည်းရေကွန်မနေပါဘူး။ခုရက်ပိုင်းနှကောင်တလိတ်ထဲကသွေးကဲတွေပါ၊ချောင်းတွေကဆိုဒူဘိုင်းနဲ့အိုမန်မှာနားချိန်လည်းအတိအကျမရပါဘူး။စနေတီလောက်ရပြီမနက်စောငါးနာရီပြန်ထားရရင် နေမကောင်းလို့လဲဈေးတွေတိုင်းလူကအေးကမဝတအားအချင်းရကနေအာနေပြီးခုလိုအဖြစ်မျိုးဖြစ်သွားကြသူတွေလည်းများစွာရှိပါတယ်။ဒါကြောင့်ရန်ကုန်အေဂျင့်တွေစင်ကာပူအိုမန်ဒူဘိုင်းကိုမိန်းမတွေလွတ်တဲ့အခါအေရှန်သတင်းတွေကောင်းမကောင်းတီကြလေးလာပြီးမှလွတ်ကြပါတကယ်သူများသမိပြိုလေးတွေနှိပ်စက်ခံရတယ်။သူတို့တွေရဲ့အသက်ဆုံးရှုံးသွားတာတော့အမှုမှန်မပေါ်ပါဘူး။ဘလောက်ထိနာကျင်စရာကောင်းလဲကိုချင်းစာပေးကြပါအေဂျင့်လုံးလုံးရှာတဲ့ငွေထက်သူတို့တွေရဲ့နာကျင်မှုကပိုတန်မိုးရှိရဲ့လို့မြင်ပါတယ်။ ကိုနိုင်ငံမကောင်းလို့ထွက်ပေါက်ရှာပြီးသွားခိုင်းနေဆိုပေမဲ့အကောင်းဆုံးလုပ်ပေးဖို့လိုပါတယ်။ခုလိုငငယ်ရွယ်နဲ့တည်ဆုံသွားတဲ့မိန်းကလေးအတွက်လည်းစိတ်မကောင်းစရာဖြစ်တယ်လို့မိသားစုတွေရှင်းခွဲရပါပြီ။ပုံမှန်ရောက်မြန်မာမိန်းကလေးများအားလုံးအချီးကျူးဆိုင်ကြပါ။အရေးကမဝစားရတာလည်းအစင်မပြေ။အလောက်ကပြင်မဲ့နေအရန်ပြင်းဆိုတော့အားလုံးမိန်အင်ရှင်အချိန်လောက်ရတယ်ဆိုပေမဲ့ကိုယ်အတက်လည်းကိုကြံမွေးကြပါ။ညင်းတင်တာညင်းပါအရန်ကြီးလည်းမကြောက်ကြပါနဲ့။ခိုင်းလို့ရရင်အချိန်ရဲ့ပါရဲ့တို့မသိဘူး။ သူတို့တိရပတ်စံပေးထားတာဆိုရဲအတိပဲရှိတယ်။နစ်နာစရာရှိရင်ကိုနဲ့ကိုမိသားစုပဲနစ်နာမှာမလို့အလုံးမဲ့ကြူဆိုင်ကြပါ။တိတ်ဆုံးသွားရင်မင်းကလေးလည်းနောက်ဘဝဒီလိုအဖြစ်မျိုးနဲ့မကြုံပါစေနဲ့။အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အခုလိုမိုးရသည်မှာကလေးတွေကိုအင်ယူဝတ်ပေးရတဲ့အခါတိထားစစ်ဆေးပြီးမှဝတ်ပေးကြပါ။မိင်္ဂလာပါပရိသတ်ကြီးတို့ရေဒီဗီဒီယိုလေးကတော့ကလေးရှိရဲ့မိဘတိုင်းတတိထားတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ကလေးငယ်တွေအိမ်နေချင်း နားတဲ့နှာခေါင်းထဲတွေကိုအိပ်ဖော်နေချိန်မျိုးမှာအကောင်အမျိုးမျိုးဝင်နေတတ်သလိုအင်ကြီးအုတ်ထုံးမိုးကတွေမှာလည်းဝင်ခိုးနေတတ်ကြပါ යි ။ဒါကောမသိရတဲ့သူတွေကတော့ဝိမိပြီးအကိုက်ခံရတာတွေရှိတယ်လို့နားတဲ့နှာခေါင်းထဲဝင်သားတာတွေလည်းများစွာရှိပါ යි ။အခုတခါမှလည်းဒီကလေးလေးကတော့ထိုင်းမာနေထိုင်ကြတာဖြစ်ပြီးမိုးရွာနေရာကြောင့်မိခင်ဖြစ်သူကမိုးကအင်ဂျီဝစ်သွားဖို့ပြီးခဲ့တာပါ။ပြီးချိန်မှလည်းမိခင်ဖြစ်သူကတေချာမခါပဲပြီးလိုက်ပြီးဒီကလေးငယ်ဟာဆိုရင်လည်းမိုးကအင်ဂျီကိုတေချာမကြည့်ပဲဝစ်စင်ခဲ့မိပါ යි ။ ကန်ဆိုးကျင်တော့သူဝေးလိုက်တဲ့မိုးကအင်ဂျီထဲမှာကင်းချီများတကောင်ဟာရှိနေပြီးကလေးငယ်ရဲ့နားထဲကိုဝင်သွားခဲ့ပါတယ်။ဝင်ဝင်ချင်းမှပဲကလေးငယ်ကနားထဲကကင်းချီဖျားကိုလက်နဲ့ပုတ်ထုတ်ခဲ့တာကြောင့်ကင်းချီများဟာကလေးငယ်ကိုနားတွေးမှပဲကိုက်ခဲ့ပါတယ်။ဒီလိုနဲ့မိဘတွေဟာချက်ချင်းပဲကလေးကိုဈေးရုံခေါ်သွားခဲ့ပါတယ်။ဈေးရုံရောက်တော့ဆရာဝန်တွေဟာအနည်းငယ်များလွန်လာကြောင်းနားရီကကင်းချီများကိုအမြန်ထုတ်ယူပေးခဲ့ပါတယ်။ကံကောင်းသားကဈေးရုံကိုအချိန်မီသွားနိုင်ခဲ့တာကြောင့်လွယ်လွယ်ကူကူထုတ်နိုင်ခဲ့တာဖြစ်ပြီး တကယ်လို့သာကင်းအထဲကိုထောက်ဝင်ပြီးအတွင်းပိုင်းကိုကိုက်ခဲ့မယ်ဆိုရင်တော့အရေးပေါ်ခွဲစိတ်မှုပြုတ်လို့ရတော့မှာလို့ဆရာဝန်တွေကပြောပါ යි အခုလိုမိုးရသည်မှာကင်းချီများလို့လို့စားတဲ့အစိတ်ရှိရဲ့တတဝါတွေစားတဲ့အစိတ်ရှိရဲ့တတဝါတွေအရန်ကိုပေါများရဲ့အချင်းဖြစ်ပြီးအကိုက်ခံရရင်လည်းအရန်ကိုခံရခတဲ့တတဝါမျိုးတွေပဲဖြစ်ပါ යි ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်အမှောင်နေနေရာတွေတဲ့အထုပ်ပိုးတွေထားတဲ့နေရာ ။ကျောင်းလေးဆိုရင်တော့မိလေးအောင်လေးယူသွားကြဖို့လိုသလိုတနည်းအားကိုသွားမယ်ဆိုရင်လည်းသတိဝရိယထားဖို့လည်းလိုပါသေးတယ်။ဒီဖြစ်ပျက်ကတော့ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တာဖြစ်ပြီးကလေးငယ်ရှိတဲ့မိဘတွေသတိထားနမူနာယူလို့ရအောင်ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသေးတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အိုမန်နိုင်ငံမှာမြန်မာအင်ကူမင်းကလေးတအုပ်အလောက်ပေမှန်ပြီးအကြိုက်ခဲပျောက်စီများတောက်ရမှာသတိလစ်ပြီးသိဆုံးအားလုံးမင်္ဂလာပါခုနောက်ပိုင်းလူငယ်တော်တော်များများကတော့ ကိုယ်နိုင်ငံမှာအရန်ခက်ခဲလွန်းလို့မရရရင်ဒီနေ့ပြည်ပနိုင်ငံအစုံကိုထွက်ကြရကသူများနိုင်ငံမှာအလွန်လုံကြရပြီးဘာသာစကားမတူရည်ကြီးမှုမတူတာတွေအဖြစ်ပင်ပန်းတာတွေစိတ်ဖိစီးရတာတွေအစားမမှန်မစားရတာတွေထပ်ပေါင်းခံရပြီးအခုလိုအသက်ဆုံးရှုံးရတဲ့အထိမျိုးစုံကြုံတွေ့နေကြရပါတယ်။အရာရာခက်ခဲနေပြီးမြန်မာနိုင်ငံမှာလူဖြစ်ပြီးအသက်ဆုံးရှုံးမှုလွယ်ကူနေတဲ့မြန်မာလူမျိုးဖြစ်နေရတာက တကယ်ဝေကြွေးပါပဲ။ဒီမြန်မာမိန်းကလေးကတော့အိုမန်မှာမိဘတွေနဲ့ခွဲပြီးအလုပ်သွားလုပ်နေခဲ့ပါတယ်။ ကမာလီကတော့ပသိမ်မာနေထိုင်တာဖြစ်ပြီးမိသားစုအဆင်ပြေပြေနေနိုင်ဖို့သူများနိုင်ငံကိုအလုတ်သွားလုပ်နေထိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲကနေအလုတ်ကအရန်ပင်မန်းတော့အေးမွားလာရရဲ့ဂျာတီဦးတို့အရန်ပူလာရဲ့ကြောင့်အကိုက်ခဲပျောက်စီတွေတောက်ခဲ့တာပါ။အဲကနေနောက်ပိုင်းမှာတော့အကုံစုပြီးဖြစ်ကအုံနောက်သွေးကြောအမြင်လေးတွေအကုံပြတ်ထွက်တယ်လို့လည်းသိရပါတယ်။ဖြစ်တဲ့အချိန်ကနေစပြီးစေးရုံတက်နေရတလားလောက်ရှိနေပြီ။အဲဒီအချိန်ကလေးကသတိပြန်များတာဖြစ်သွားကမနေ့က20ရက်နေ့မနက်မှာဆုံးနေလို့နီးစက်သူတွေဖော်ပြချက်အရာသိရပါတယ်။ မြန်မာနိုင်ငံကလူငယ်တွေလည်းသူများနိုင်ငံထီသွားပြီးလှုပ်ရှားရတာလည်းတွေ့ကုန်မနေပါဘူးခုရက်ပိုင်းနှာခေါင်းတလိတ်ထဲကသွေးကဲတွေပါချောင်းတွေကဆိုဒူဘိုင်းနဲ့အိုမန်မှာနားချိန်လည်းအတီးကြမရပါဘူးစနေထီလှုပ်ရပြီးမနက်စောငါးနာရီပြန်ထားရရင်နေမကောင်းလို့လည်းဈေးတွေတိုင်လူကအေးကမဝတားအိတ်ချင်ရကနေအာနေပြီးခုလိုအဖြစ်မျိုးဖြစ်သွားကြသူတွေလည်းများစွာရှိပါဒါကြောင့်ရန်ကုန်အေဂျင့်တွေစင်ကာပူအိုမန်ဒူဘိုင်းကိုမိန်းမတွေလွတ်တဲ့အခါအင်ရှင်တထင်းတွေကောင်းမကောင်းတိကျလေးလာပြီးမှလွတ်ကြပါ တကယ်သူများသမိပြိုလေးတွေနှိပ်စက်ခံရတယ်သူတို့တွေရဲ့အသက်ဆုံးရှုံးသွားတာတော့အမှုမှမပေါ်ပါဘူးဘလောက်အထိနာကျင်စရာကောင်းလဲကိုကျင်းစာပေးကြပါအကျင်းလုံးလုံးရှားတဲ့ငွေထက်သူတို့တွေရဲ့နာကျင်မှုကပိုတန်မိုးရှိရဲ့လို့မြင်ပါတယ်ကိုနိုင်ငံမကောင်းလို့ထွက်ပေါက်ရှာပြီးသွားခိုင်းနေဆိုပေမဲ့အကောင်းဆုံးလုပ်ပေးဖို့လိုပါတယ်ခုလုံငငယ်ရွယ်နဲ့တည်ဆုံသွားတဲ့မိန်းကလေးအတွက်လည်းစိတ်မကောင်းစရာဖြစ်သလိုမိသားစုတွေချင်းကွဲရပါပြီ။အိုမန်ရောက်မြန်မာမိန်းကလေးများအားလုံးအချီးကျူးဆိုင်ကြပါ အရေးကမဝစားရတာလည်းအဆင်မပြေအလုတ်ကပင်မဲ့နေအရန်ပြင်းဆိုတော့အလုံးမိတ်အင်ရှင်အကြိုင်လို့ရတယ်ဆိုပေမဲ့ကိုယ်အသက်လည်းကိုကြံမွေးကြပါညင်းတင်တာညင်းမှာအရန်ကြီးလည်းမကြောက်ကြပါနဲ့ခိုင်းလို့ရရင်အချိန်ရပါရင်သူတို့မသိဘူးသူတို့တိရပတ်စံပြီးထားတာဆိုရင်အတိပဲရှိတယ်နစ်နာစရာရှိရင်ကိုနဲ့ကိုမိသားစုပဲနစ်နာမှာမလို့အလုံးမိတ်ကြည့်ဆိုင်ကြပါတိတ်ဆုံးသွားရင်မိန်းကလေးလည်းနောက်ဘဝဒီလိုအဖြစ်မျိုးနဲ့မကြုံပါစေနဲ့အဆုံးတိကျပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် အခုလိုမိုးရသည်မှာကလေးတွေကိုအင်ကြီးဝတ်ပေးရတဲ့အခါသီချာစစ်ဆေးပြီးမှဝတ်ပေးကြပါမိင်္ဂလာပါပရိသတ်ကြီးတို့ရေဒီဗီဒီယိုလေးကတော့ကလေးရှိတဲ့မိဘတိုင်းသတိထားသင့်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်ကလေးငယ်တွေအိမ်နေချိန်နားရဲနှာခေါင်းထဲတွေကိုအိပ်ပျော်နေချိန်မျိုးမှာအကောင်အမျိုးမျိုးဝင်နေတတ်တယ်လို့အင်ကြီးအုတ်ထုံမိုးကတွေမှာလည်းဝင်ခိုနေတတ်ကြပါဒါကောမသိရတဲ့တွေကတော့ဝိမိပြီးအကြိုက်ခံရတာတွေရှိတယ်လို့နားရဲနှာခေါင်းထဲဝင်သားတာတွေလည်းများစွာရှိပါတယ် အခုတခါမှလည်းဒီကလေးလေးကတော့ထိုင်းမာနေထိုင်ကြတာဖြစ်ပြီးမိုးရွာနေရာကြောင့်မိခင်ဖြစ်သူကမိုးကအင်ဂျီဝတ်သွားဖို့ပြီးခဲ့တာပါပြီးချိန်မှလည်းမိခင်ဖြစ်သူကတေချာမခါပဲပြေးလိုက်မိပြီးဒီကလေးငယ်ဟာဆိုရင်လည်းမိုးကအင်ဂျီကိုတေချာမကြည့်ဘဲဝစ်စင်ခဲ့မိပါကန်ဆိုးကျင်တော့သူဝေးလိုက်တဲ့မိုးကအင်ဂျီထဲမှာကင်းချီများတကောင်ဟာရှိနေပြီးကရင်းငယ်ရဲ့နားထဲကိုဝင်သွားခဲ့ပါ යි ဝင်ဝင်ချင်းမှာပဲကလေးငယ်ကနားရဲကကင်းချိန်ဖျားကိုလက်နဲ့ပုတ်ထုတ်ခဲ့တာကြောင့်ကင်းချိန်များဟာကလေးငယ်ကိုနားတွေးမှာပဲကိုက်ခဲ့ပါတယ်ဒီလိုနဲ့မိဘတွေဟာချက်ချင်းပဲကလေးကိုဈေးရုံခေါ်သွားခဲ့ပါတယ်ဈေးရုံရောက်တော့ဆရာဝန်တွေဟာအနည်းငယ်များလွန်လာကြောင့်နားရဲကကင်းချိန်များကိုအမြတ်ထုတ်ယူပေးခဲ့ပါတယ်ကံကောင်းသားတာကဈေးရုံကိုအချိန်မီသွားနိုင်ခဲ့တာကြောင့်လွယ်လွယ်ကူကူထုတ်နိုင်ခဲ့တာဖြစ်ပြီးတကယ်လို့သာကင်းအထဲကိုထောက်ဝင်ပြီးအတွင်းပိုင်းကိုကိုက်ခဲ့မယ်ဆိုရင်တော့အရေးပေါ်ခွဲစိတ်မှုပြုတ်လို့ရတော့မှာလို့ ဆရာဝန်တွေကပြောပါ යි အခုလိုမိုးရသီမှာကင်းချီများတို့လိုစားတဲ့အဆိပ်ရှိတဲ့တတဝါတွေစားတဲ့အဆိပ်ရှိတဲ့တတဝါတွေအရန်ကိုပေါများရဲ့အချင်းဖြစ်ပြီးအကိုက်ခံရရင်လည်းအရန်ကိုခံရခတဲ့တတဝါမျိုးတွေပဲဖြစ်ပါ යි ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်အမှောင်နေနေရတဲ့အထုပ်ပိုးတွေထားတဲ့နေရာကြောင်နေဆိုရင်တော့မိအလေးအောင်လေးယူသွားကြဖို့လိုသလိုတနေရာရာကိုသွားမယ်ဆိုရင်လည်းသတိဝရိယထားဖို့လည်းလိုပါ යි ဒီဖြစ်ပျက်ကတော့ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တာဖြစ်ပြီးကလေးငယ်ရှိတဲ့မိဘတွေသတိထားနမူနာယူလို့ရအောင် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါ යි အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်